တော်ရဲ့အောင်မြင်မှု YouTube channel ကိုအားပေးကြည့်ရှုနေကြရတဲ့ဒေါ်လာမီဝပြည်သူများအားလုံးတနေ့တာလုံးမှာကိုယ်စိတ်နှဖျားချမ်းမာရွှင်လန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ဥသောပထမမေတ္တာပို့သပါတယ်ကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့မှဒီနေ့မှာတင်ဆက်ပေးမယ့်အကြောင်းအရာကဒီနေ့ဘာပြောမလဲဆိုတဲ့အစီအစဉ်ကိုကျွန်တော်ရဲ့ YouTube channel ကနေပြီးတော့မှတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာပြည်သူများအားလုံးကို ကျွန်တော်ဒီနေ့ တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာဖြစ်တဲ့ဒီနေ့ဘာပြောမလဲအစီအစဉ်ကနေပြီးတော့ကျွန်တော်ဒီနေ့ဘာပြောမလဲဆိုတော့မိဘပြည်သူများအားလုံးပဲတည်ပြီးသားပဲဖြစ်မှာပါမနေ့ကပေါ့နော်နေ့ကဇွန်လ9ရက်နေ့မှာမွန်ပြည်နယ်နဲ့ကြိုက်မြော်မြို့နယ်ကော့ဂရိတ်မြို့နယ်အဆက်မှာရှိတဲ့ဒီပန်ရက်ကျေးရွာမှာရှိတဲ့ကလေးငယ်များကိုစာတင်ကြားပေးနေတဲ့နေစာတင်ကြောင်းကိုအကြက်ဖက်မြန်မာစစ်တပ်ဒီဖက်စစ်ခွေးမိတ်ဆာတွေက လေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မလို့ကလေးငယ်တဦးအပါဝင်လေဦးတေဆုံးသွားတဲ့တဲ့င်းကိုမိဘမိသူများအားလုံးပဲသိရှိပြီးသားပဲဖြစ်မှာပါအဲတော့မနေ့ကမွန်ပြည်နယ်ကြိုင်မျောမြို့နယ်နဲ့ကွန်ကရစ်မြို့နယ်အဆက်ပန်ရက်ကျေးရွာမှာရှိတဲ့ကလေးများကလေးတွေစာသင်နေတဲ့ဒီနေအိမ်ပေါ့နော်နေအိမ်စာသင်ကျောင်းမှာကလေးတွေကစာသင်နေတဲ့အချိန်မှာအကျန်းဖက်မြန်မာစစ်တပ်ဖက်စစ်ခွေးမိတ်ဆာတွေက လေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကလေးငယ်တို့ပေါင်းလေလေးဦးတည်ဆုံသွားတယ်လို့မင်းကသတင်းသိရှိရပါတယ်ဗောနော်အဲ့တော့မင်းကကိုရဲ့နေဗောနော်ဇွန်လ9ရက်နေ့နေ့လယ်2နာရီခွဲနေ့လယ်2နာရီခွဲမှာဒီအကြံဖတ်အကြံဖတ်စစ်တာဆိုလို့ရှိရင်ဒီတိုက်ပွဲဖြစ်ပွားခြင်းမရှိနေနဲ့ပယ်ရကြေးရွာဘေးမှာရှိတဲ့နေစာတင်ကြောင်းကိုလေရင်နဲ့ဘုံ၃လုံးကျဲချခဲ့တာပဲဖြစ်ပါတယ် ဒီဘုံကျဲချမှုကြောင့်ကလေးငယ်တအူးအပါဝင်အမျိုးသားတအူးနဲ့အမျိုးသမီးအဲအမျိုးသားတအူးနဲ့အမျိုးသမီး2ဦးစုစုပေါင်း4ဦးပေါ့နော်ကလေးငယ်တအူးအမျိုးသားတအူးအမျိုးသမီး2ဦးစုစုပေါင်း4ဦးတေဆုံးပြီးတော့ပြည်သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၃လုံးပျက်စီးသွားခဲ့တယ်လို့လည်းမင်းကတည်င်းမှသိရှိရပါတယ်ဒီကောင်တွေရဲ့လူမဆန်တဲ့လုပ်ရည်တွေကြောင့်အမတန်ကုန်မှ ဝမ်းနေစရာကောင်းတဲ့အဖြစ်အပျက်တွေကိုကျွန်တော်တို့ပြည်သူတွေကတွေ့ကြုံနေကြရတာပဲဖြစ်ပါတယ်အဲ့တော့မနေ့ကသတင်းဒီသတင်းလေးတက်လာတဲ့အခါမှာဒီနေ့မှာဆိုလို့ရှိရင်သတင်းနောက်ထပ်တစ်ခုထပ်ပြီးတော့တက်လာတယ်ပေါ့နော်ဒီမနေ့ကဇွန်လ9ရက်နေ့မှာဒီကရင်ပြည်နယ်နဲ့ကြိုင်မျိုးမြို့နယ်ပေါ့နော်မွန်ပြည်နယ်ကြိုင်မျိုးမြို့နယ်နဲ့ကရင်ပြည်နယ်အဆက်မှာရှိတဲ့ပန်ရက်ဂျေးရွာနေစာတင်ကြောင်းကိုဒီစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုပါဆိုလို့ရှိရင်နေရက်လိပ်စာတိကျနေတယ် ဒလန်ရဲ့တည်င်းပေးမှုကြောင့်လို့တည်င်းတစ်ခုထပ်တက်လာတယ်ပေါ့နော်အဲ့တော့ဒီကလေးပါဝင်နော်ကလေးငယ်လေးတွေကလေးငယ်ပါဝင်မနေ့က၄ဦးတည်ဆုံးခဲ့ပြီးတော့ဒီထိခိုက်ဒဏ်ရာရရှိတာကတော့ဒီနေ့တည်င်းအရာဆိုလို့ရှိရင်35ဦးပေါ့နော်ကလေးအပါဝင်၄ဦးတည်ဆုံးပြီးတော့အပြစ်မဲ့ပြည်သူ35ဦးဒဏ်ရာရရှိခဲ့တဲ့ပန်ရက်ကြေးရွာနေစာတင်ကြောင်းလေရင်နဲ့ဘုံကျဲခံရမှုပါဆိုရင် နေရဲ့လိပ်စာအတိကျနဲ့ဒလန်ရဲ့တည်ပေးမှုလို့ဒီကနေ့တည်မှာထပ်မံပြီးတော့သိရှိရပါမယ်အဲ့တော့ဒီမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်မှာပါနော်ဒီနေ့တည်မှာဆိုလို့ရှိရင်ကြိုင်မျောနဲ့ကော့ဂရိတ်မြို့နယ်အဆက်ရှိပန်းရကျေးရွာနေစာတီကျောင်းကိုစစ်တပ်ကလေနဲ့ဘုံကျဲချမှုကြောင့်ကလေးငယ်တအူးအပောင်လေးလေးဦးတေဆုံးမှုမှာနေရဲ့လိပ်စာအတိကျနဲ့ဒလန်တည်ပေးမှုကြောင့်ဖြစ်တယ်လို့ ဒေတာခံပြီးသူတူကပြောဆိုချက်ရသိရှိရတယ်။အဲ့တော့ဒီလေနဲ့ဘုံကျဲမှုဟာဆိုလို့ရှိရင်အခုဘယ်ဘသူကတည်င်းပြရလဲ။ဒလန်ဒလန်ကဘသူလဲပေါ့နော်။အဲ့တော့ဒီမှာတည်င်းမှာပေါ်ပြထားတဲ့အကြောင်းအရာကအခုလက်ရှိတိထားတာကဘုံကျဲခံရတာကစစ်ကောင်စီလက်အောက်ခံထွေအုပ်စရေးကနေရက်လိမ့်စာအတိကျနေစတင်ချိန်ကိုပါစစ်တပ်စီတည်င်းပို့ရတာကိုဘုံကျဲခံရတယ်လို့ ဒီမှာပေါ်ပြထားပါတယ်။တရင်မင်းသူကထေအုပ်စီမင်းကိုငယ်ဖြစ်တယ်လို့ဒေသခံတူကပြောဆိုကြောင်းသိရှိရပါတယ်။အဲ့တော့နော်ဒလန်ရဲ့နာမည်ကတော့ဒီအကျက်ဖက်စစ်တပ်ရဲ့လောက်ခံထေအုပ်စီမင်းကိုငယ်ပေါ့နော်ဒီမင်းကိုငယ်ဒလန်မင်းကိုငယ်ရဲ့စစ်တပ်စီကိုတရင်အတိအကျပေးတဲ့အတွက်ကြောင့်လို့စစ်တပ်ကနေပြီးတော့မင်းကလေရင်နဲ့ဘုံကျဲချမှုကြောင့်ကလေးငယ်သူအပေါင် အပြစ်မဲ့ပြည်သူ၄ဦးတေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြစ်မဲ့ပြည်သူ35ဦးရှိခဲ့ပါတယ်။ဒီအကြမ်းဖက်စစ်တပ်ဟာဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်တို့ပေါ်တင်ကိုအကြမ်းဖက်မှုတွေကိုဟိုကျူးလွန်နေတာကိုနေ့စဉ်နဲ့ညတွေ့မြင်နေကြရတယ်ပေါ့နော်ဒီကောင်တွေမှာအုံဒီကောင်တွေရဲ့အုံတော်မှာလူသားချင်းစာနာတဲ့လူသားချင်းစာနာထောက်ထားတဲ့အုံတော်ကိုရှိ ਉ မရှိတာပေါ့နော်နောက်ကိုချင်းစာတရားလည်းမရှိသလိုအဲလူသားချင်းစာနာထောက်ထားဖို့နေတာကိုချင်းစာတရားလည်းလုံးဝမရှိဘူးပေါ့နော် အဲ့တော့ဒီအကြမ်းဖက်မြန်မာစစ်တပ်ကတော့လုံးစရာရှိတာတော့ဒီကောင်တွေကတော့လုံနေတာပဲအဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့ကျွန်တော်ပြည်သူတွေအနေနဲ့ရန်ငါပြတ်ဖို့ပဲလိုတယ်ပေါ့နော်တို့စစ်တပ်ရဲ့ထုတ်ကုန်တွေကိုအဲမတုံးဆွဲခြင်းဖြင့်ပါဝင်ကူညီပေးတာမျိုးတို့ဒီစစ်တပ်ရဲ့ပတ်သက်တဲ့အကုန်လုံးကိုကျွန်တော်တို့ပြည်သူတွေရှောင်ရှားပြီးတော့ပါဝင်ကူညီပေးတော့ရန်ငါပြတ်ဖို့လိုမယ်ပေါ့နော်ဒီစစ်တပ်ကအခုဆိုလို့ရှိရင်လေလေချောင်းတိုက်ခတ်မှုလေရင်နဲ့ဘုံကျဲမှုတွေကိုအဆက်မပြတ်ပြုလုပ်နေတာ လူသားချင်းစာနာထောက်ထားမှုမရှိဘဲနဲ့လူမဆန့်စွာအကြမ်းဖက်မှုတွေကျူးလွန်နေတာကျွန်တော်နေ့စဉ်နဲ့အမျှတို့ပြည်သူတွေမြင်တွေ့နေကြရတယ်ပေါ့နော်အဲ့တော့ဒီစစ်တပ်ရဲ့စစ်တပ်ကိုအထောက်ပံ့ဖြစ်စေတဲ့အရာမှန်လည်းမြတ်ကျွန်တော်တို့ကရှောင်ပြီးတော့ဘိုင်းကော့လုပ်နိုင်ပြီးတော့ကျွန်တော်စစ်တပ်ကိုတွန်းလှန်နိုင်မှာရမှာပေါ့နော်ကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့လည်းဒီမြေပြင်မှာတကယ်ကိုတိုက်ပွဲဝင်နေကြလို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်းတစ်ဖက်တစ်လမ်းကနေပြီးတော့မှဒီစစ်တပ်ကို စစ်တပ်ရဲ့တောက်တိုင်မှန်တမ်းမျိုးတို့ဖြိုချဖျက်ဆီးနိုင်မှုပူပေါင်းပါဝင်မှုလိုအပ်မှာပေါ့နော်အဲ့တော့ဒီကျွန်တော်အားလုံးနဲ့ပြည်သူအားလုံးနဲ့မြင်တွေ့ကြမှာပါကျွန်နေ့စဉ်နဲ့မျှအခုဆိုလို့ရှိရင်ဒီကရင်ပြည်နယ်ဗထမ်းမှာရှိတဲ့နော်တောင်ပိုင်းတောင်ပိုင်းတိုင်းပေါ့နော်တောင်ပိုင်းတိုင်းဘက်မှာလဲနေ့စဉ်နဲ့မျှစခန်းသိမ်းတိုက်ပွဲတွေကိုဟိုပေါ်ဆောင်လာလာကြတာကိုမြင်တွေ့နေရပြီပေါ့နော်အဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့အားတင်းထားကြပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်နောက်ပေါ့နော်ဒီလိုမျိုး စစ်တပ်ရဲ့လူမဆန်တဲ့အကြမ်းဖက်အခုလိုမျိုးလေချောင်းတိုက်ခိုက်မှုလေရင်နဲ့ဘုံကျဲမှုတွေကိုမကြုံတွေ့ရစေဖို့လေရင်စီဘယ်ကရရဲလေရင်စီဝယ်ဖို့အတွက်ဒီကောင်လေးပတ်စံပေးဝယ်ရတယ်အဲ့တော့ဒီကောင်လေးပတ်စံပေးရရတယ်ကျွန်တော်ပြည်သူတွေရဲ့ချွေးသွေးတွေနဲ့ရင်းထားတဲ့ချွေးလဲစာတွေကနေပြီးတော့မှနော်ရတဲ့ပတ်စံလေးအခုအနေနဲ့ဒီကောင်လေးကလက်လက်တွေဝယ်တယ်နော်လေရင်စီတွေဝယ်တယ်လေရင်စီကတော့လေရင်နဲ့ပြအပြစ်မဲ့ပြည်သူကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တယ် ဒီကောင်တွေပြင်မှတ်ထားတာကြတော့အဓိကစာသင်ကျောင်းတွေဆေးရုံတွေနော်ခုံကြီးကျောင်းတွေဘာသာရေးစာအုပ်တွေကြီးပဲအဲ့တော့ဒီကောင်တွေပြောတာကဗုဒ္ဓဘာသာဘာသာဘာသာရေးတွေကိုမှိုင်းသွင်းပြီးအများကြီးပြောတယ်တကယ်တကယ်လေရင်တွေနဲ့ဘုံကျဲတယ်ဘာသာရေးအစောက်တွေကိုလည်းဘုံကျဲတယ်ကလေးငယ်တွေရှိတဲ့နေရာတွေကိုပဲရွေးကျဲတယ်အဲ့တော့ဒီကောင်တွေရဲ့လူမဆန်မှုကဒီအာနာရှင်စစ်တပ်မပြုတ်မပြုတ်ကြမချင်းကိုနေ့စဉ်တိုင်းကတွေ့ကြုံနေရမှာပဲအဲ့တော့ကျွန်တော်တို့ အမြဲတမ်းတွန်းလှန်နိုင်ဖို့အမြဲတမ်းစူးစမ်းကြရမယ်ကျွန်တော်ပြည်သူတွေအနေနဲ့လည်းတစ်ဖက်တစ်လမ်းကပါဝင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်အားတက်နိုင်သမျှခွန်အားတွေနဲ့ဒီတော်လှန်ရေးကြီးမှာပါဝင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျေးဇူးများဟိတ်ကြရပါတယ်အတင်းထားကြပါဦးလို့လည်းပြောချင်ပါတယ်အဲ့တော့ကျွန်တော်ကကျွန်တော်ရဲ့ဒီနေ့ဘာပြောမလဲအစီအစဉ်ကနေပြောကျွန်တော်ပြည်သူတွေကိုပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်အကြမ်းဖက်စစ်တပ်ကတော့အကြမ်းဖက်စစ်တပ်ပြည်ပြည်လူမဆန်တဲ့လုပ်ရည်တွေကိုလုပ်နေကြအောင်ပါပဲ ဲ့တော့တို့ပြည်သူတွေနေနဲ့လေတော်လန်ပြည်သူတွေအနေနဲ့လေရန်သာပြတ်ဖို့အတွက်စစ်တပ်ရဲ့တောက်တိုင်ကံညားကိုဖြိုချပျက်စီးနိုင်ဖို့တို့ပူပေါင်းပါဝင်ကြဖို့လိုအပ်ပါလိမ့်မယ်ပူပေါင်းပါဝင်ပေးခဲ့ကြတဲ့ပြည်သူလူထုချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ယနေ့ချိန်ထိတော်လန်ရေးနဲ့เนาะတို့ဒီစစ်မှန်တဲ့ဒီမိုကရေစီရရှိရဲ့အတွက်တို့ကြိုးပမ်းကြတဲ့အခါမှာပြည်သူပြည်သူရဲ့အင်အားတည်သားရင်းအဓိကအရေးကြီးပါတယ် ပြည်သူမရှိဘဲနဲ့တော်တို့တော်လိုင်းတစ်ဖွဲ့တွေလည်းရုံးကန်ရှင်းတဲ့စူးစမ်းလို့မရပါဘူးခင်ဗျာအဲ့တော့တုံးပြည်သူအနေနဲ့ကျွန်တော်ရဲ့ဒီနေ့ဗာပြောင်းတဲ့အစီအစဉ်မှာစစ်တပ်ကိုလူမဆန်စွာအကြမ်းဖက်နေတဲ့စစ်တပ်ကိုရန်ကပြတ်ဖို့အတွက်ကျွန်တော်ကနေပြီးတော့မှတိုက်တွန်းရင်းနဲ့အားလုံးကိုကျေးဇူးများပြင်ပါတယ်ခင်ဗျာ